ရသခင်ကြီးစိုးတော်ချင်းမွတ်ပါလေနှုတ်ကပတ်တော်အဖြစ်သူတို့ကဆင်ခြင်ခွန်အားယူဖို့ရန်အတွက်ယောမောဩဝါဒစာခန်းကြီး၈အပိုင်းငယ်16ငါတို့သည်ဖျားသခင်ဤသားဖြစ်ကြသည် ဟုဝိညာဉ်တော်သည်ငါတို့ဤဝိညာဉ်နှင့်အတူတသက်ခံတော်မူ၏ဒီနေ့ဒီနှုတ်ကပတ်တော်ကဘာဖော်ပြလဲဆိုရင်တော့ကျွန်တော်တို့ဟာဖျားသခင်ရဲ့သားဖြစ်တယ်ဆိုတဲ့အရာဘယ်အရာကတသက်ထူလဲဆိုရင် ကျွန်တော်တို့အထဲမှာသခင်ရှိခိုးတော်ဘုရားကိုယုံကြည်လိုက်တဲ့အချိန်မှာတန်ရှင်သောဝိညာဉ်တော်က ရောက်လာတယ်။အဲ့ဒီတန်ရှင်သောဝိညာဉ်တော်ကတဲ့ကျွန်တော်တို့ရဲ့ဝိညာဉ်နဲ့အတူတပ်ပီခန့်တယ်လို့ဖော်ပြပါတယ်။ဒါကြောင့်မို့ဖရာသားသမီးဖြစ်ခြင်းရဲ့တပ်တည်ကပါလေ။ဖရာသားသမီးဖြစ်ခြင်းရဲ့တပ်တည်ကလောကစည်းစိမ်တွေပိုင်ဆိုင်ခြင်းမဟုတ်ပါဘူး။ဖရာသားသမီးဖြစ်ခြင်းရဲ့တပ်တည်ကချမ်းသာခြင်းမဟုတ်ပါဘူး။ဖရာသားသမီးဖြစ်ခြင်းရဲ့တပ်တည်ကအောင်မြင်ကြော်ကြားနာမည်ကြီးခြင်းမဟုတ်ပါဘူး။ ဖျားသားသမီးဖြစ်ခြင်းရဲ့တတ်သေးကအထဲထဲမှာတန်ရှင်သောဝိညာဉ်တော်ရှိခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ကသခင်ယေရှုခရစ်တော်ဖျားကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံလိုက်တဲ့အချိန်တည်းကဝိညာဉ်တော်ကကျွန်တော်အထဲမှာရောက်လာတယ်။အထဲမှာတစိုက်ခတ်တယ်လို့အေဖက်တစ်73ဖော်ပြပါတယ်။ဒါကြောင့်မို့ထိုသူကိုလက်ခံသမျှသောသူတည်းဟုသော ကိုယ်တော်ကိုယုံကြည်သောသူတို့ဟာဖျားသခင်သားဖြစ်ရသောအခွင့်ကိုရတယ်လို့ရှင်ဟောခရစ်ခိုင်းတဲ့အပိုင်ငယ်7မှာဖော်ပြထားပါတယ်။ ဒါကြောင့်မို့ကျွန်တော်တို့ကသခင်ယေရှုကိုလက်ခံယုံကြည်လိုက်တာနဲ့ဖခင်ရဲ့သားသမီးဖြစ်တယ်။အဲ့ဒီဖခင်သားသမီးဖြစ်ခြင်းရဲ့တပ်တွေကဘယ်မှာလဲ။အပြင်မှာမဟုတ်ပါဘူးမိတ်ဆွေ။အတွင်းထဲမှာဖြစ်တယ်။ဖခင်သားသမီးဖြစ်ခြင်းရဲ့တပ်တွေကအထဲထဲမှာတန်ရှင်းသောဝိညာဉ်တော်ကကျွန်တော်တို့ရဲ့ဝိညာဉ်နဲ့အတူတပ်ပြီခံနေရလို့တမန်ကျမ်းစာကဖော်ပြပါတယ်။ကျွန်တော်တို့ကဖခင်သားဟုတ်မဟုတ်ဖယားသားသမီးမှန်မှန်မှန်ကို အပြင်ပန်းနဲ့တိုင်တက်ပါလေ။ဖယားသားသမီးမှန်ရင်ချမ်းသာရမယ်။ဖယားသားသမီးမှန်ရင် ကျမ်းမာရမယ်ဘာယောဂမှမဖြစ်ရဘူးဖရာသာသမီမှန်ရင်အောင်မြင်ကြော်ကြွားရမယ်ကျွန်တော်ကအပြင်ပန်းနဲ့သွားတိုင်းလိုက်တဲ့ခါမှာမှားသွားပြီဖရာသာသမီမှန်ခြင်းမမှန်ခြင်းဆိုတာကိုအပြင်ပန်းနဲ့မတိုင်ရအောင်သင်ရဲ့အတွင်းထဲမှာတခင်ရှုကိုစစ်မှန်စွာယုံကြည်ထားရင်တန်ရှင်သောဝိညာဉ်တော်ရှိတယ်အဲ့ဒီတန်ရှင်သောဝိညာဉ်တော်ကတပ်ဖြေထုမှာဖြစ်ပါတယ်တပ်ဖြေရအထဲထဲမှာဖြစ်တယ်အပြင်ထဲမတိုင်ရအောင် အဲ့ဒီလိုပြောလို့ဖရာသားသမီးတွေလိုအပ်တဲ့ຢာတွေဖရာမပေးဘူးလို့မဆိုလို့ပေါ့သင်ပတ်စံလုံရင်ဖရာပတ်စံပေးမှာပါသင်ကျမ်းမာခြင်းလုံရင်လည်းဖရာပေးနိုင်ပါတယ်မပေးဘူးဆိုရင်လည်းဖရာမှာရည်ရွယ်ချက်တစ်ခုခုရှိလို့ဖြစ်ပါတယ်ရှင်မသက်ခရဝင်ခန်းကြီးလေးအပိုင်ငယ်၃မှာစုံစမ်းသွေးဆောင်တော်သူဟာချင်းကပ်ပြီးတော့တဲ့စာရမဏတ်ကတခင်ရှုရ40အစာရှောင်းဆုတောင်းပြီးတော့အင်မတန်မှစာလောင်နေတာကိုသိတဲ့ခါမှာ ကိုယ်တော်သည်ဖျားသခင်သားတော်မှန်လင်ဤကြောက်ခဲတို့ကို မုတ်ဖြစ်စေခြင်းကအမိန်တော်ရှိတော်မူပါဟု ရှောက်လေ။တခင်ရှုကို စာရမဏတ်ကဖျားသားတော်မှန်လားအခုလဲဗိုက်စာနေတာပဲမှန်နေဆိုရင်ဒီမှာကြောက်ခဲတွေကိုမုတ်ဖြစ်အောင်လုပ်လိုက်ပြီးတော့စားလိုက်ပေါ့ဆိုပြီးတော့ဖျားသားမှန်ခြင်းမမှန်ခြင်းကို အပြင်ပန်းနမိတ်လက္ခဏာတတ်သိနေစာရန်က အတီးပြုခိုင်းပါတယ်။တခင်ရှုက စာရန်ပြောတဲ့အတိုင်းမလုပ်ပါဘူး။လူဟာမုတ်အားဖြင့်အသက်မွေးရတာမဟုတ်ဘူး။ ဖရားရဲ့ဇကာဖရားရဲ့အမိန့်တော်အပြင်အသက်မွေးရတယ်လို့စာတန်ကိုပြန်ပြောလိုက်ပါတယ်ဒီနေ့သခင်ရှုရဲ့ဖရားသားဖြစ်ခြင်းကို စာတန်ကလာပြီးတော့တွေးဆောင်ပါတယ်ဖရားသားမှန်လားမှန်ရင်လှုပ်လိုက်လေဖရားသားမှန်ရင်ကြောက်ခွဲကိုမိုးဖျောက်လုံနိုင်ရမှာပေါ့ပြီးရင်စားလိုက်ပေါ့ဖရားသားမှန်ခြင်းမမှန်ခြင်းကိုအပြင်ပန်းနမိတ်လက္ခဏာနဲ့အတီးပြုဖို့တတ်သိပြုဖို့အတွက်စာတန်ကအပြင်ပန်းတတ်သိကိုလှုပ်ဖို့ရတော့သခင်ရှုကိုနှိုးဆော်ပါတယ်သခင်ရှုကအပြင်ပန်းတတ်သိမလို့ဘူး လူဟာမဟုတ်အဖျင်အသက်မွေးရတာမဟုတ်ဖရားစကားဖရားရဲ့အမိန်တော်အဖျင်အသက်မွေးရတာသက်တေရဖရားစကားမှာပဲရှိတယ်ရှမသက်ခရုဝင်ခန်းကြီး၄ရဲ့အပေါ်ပိုက်၄အခန်းကြီး၃အပိုက်ငယ်၁၈မှာသခင်ရှုယော်ဒန်မြစ်မှာနှစ်ချင်းခံတဲ့အခါမှာကောင်းငင်ကအသက်လာတယ်ဤသူကငါနှစ်သက်မြတ်လို့ရငါဤချစ်သားပေသည်ဟု ကောင်းငင်ကအသံတော်ဖြစ်လေ၏လို့တမန်ကျမ်းစာဖော်ပြပါတယ်ကောင်းငင်ကခမည်းတော်ဖရားရဲ့အသံကိုသခင်ရှုကကြားပြီးသားဖြစ်ပါတယ် အပြင်ပန်းနဲ့ဘာမှတက်သိထူးစရာမလိုပါဘူးအပြင်ပန်းမှာကြောက်ခဲကိုမုတ်ဖြစ်အောင်လုံးမဖရသားအမှန်ဖြစ်သွားတာမဟုတ်ဘူးဖရသားအမှန်ဖြစ်ခြင်းကကောင်းငင်ကတက်သိအတန်တော်ကလာပြီးသားဖြစ်တယ်ဒါကြောင့်မို့နှုတ်ကပတ်တော်ကကျွန်တော်တို့ရဲ့တက်သိဖြစ်တယ်သခင်ရှုကိုယုံကြည်ခြင်းအပြင်သင်ရဖရသခင်ရဲ့တားဖြစ်ရတယ်လို့နှုတ်ကပတ်တော်ကဖော်ပြပြီးသားဖြစ်ပါတယ်နှုတ်ကပတ်တော်ကသင်အแทမှာရှိတဲ့ဝိညာဉ်တော်ကသင်ရဲ့ဝိညာဉ်နဲ့အတူဖရသားဖြစ်ကြောင်းကိုတက်သိခံမယ်လို့ပြောပြီးသားဖြစ်ပါတယ် ဒါကြောင့်မို့သင်ရဲ့အပြင်ပန်းမှာဘလို့ပဲရှိနေပါစေသင်ဟာဖျားသားအမှန်ဖြစ်တယ်။သင်ရဲ့ဖြစ်ချင်းကိုသင်သိဖို့အင်မတန်ရေးကြီးပါတယ်။သင်ရဲ့အခြေအနေပေါ်မှာသင်ရဲ့ဖြစ်ချင်းကိုတွားပြီးတော့မတက်မလိုက်ပါနဲ့။သင်ကအခုလောလောဆယ်ယောဂရှိကောင်းရှိမယ်။ဒါပေမဲ့သင်ကကျမ်းမာတော်သူဖြစ်တယ်နော်။ သင်ကျမ်းမာတော်သူဖြစ်တယ်ဆိုတာကသင်ရဲ့ခန္ဓာကိုယ်မှာယောဂရှိခြင်းမရှိခြင်းနဲ့မဆိုင်ပါဘူး။သင်ယောဂခန္ဓာကိုယ်မှာပျောက်သွားမှကျမ်းမာတော်သူဖြစ်တာမဟုတ်ဘူး။သင်ဟာယေရှုခရစ်တော်အဖင်အနာပျောက်လျက်ရှိတယ်လို့တမန်ကျမ်းစာနှုတ်ကပတ်တော်လာတဲ့အတိုင်းသင်ဟာသခင်ယေရှုကိုယုံကြည်တဲ့အချိန်အားစပြီးတော့သင်ဟာကျမ်းမာတော်သူဖြစ်တယ်။ဘာမှကျမ်းမာလဲအတွင်းဝိညာဉ်ထဲမှာကျမ်းမာပြီးသားဖြစ်တယ်။တင်ရထာဝရအသက်ရှင်တော်သူဖြစ်သွားပြီဒီခန္ဓာကိုယ်ဟာယောဂဖြစ်သည်ဖြစ်စေမဖြစ်သည်ဖြစ်စေအချိန်တိုင်းမြေကြီးထဲမှာပုတ်ပြတ်သွားမယ့်အရာဖြစ်ပါတ ဒါကြောင့်မို့သင်ရဲ့ကျမ်းမာတော်သူဖြစ်ခြင်းကိုခန္ဓာကိုယ်မှာရှိတဲ့အနာရောဂါဖြစ်ခြင်းပျောက်ခြင်းလောက်နဲ့မသတ်မှတ်ထားပါနဲ့အနာရောဂါခန္ဓာကိုယ်မှာယောဂါတစ်ခုခုရှိလို့သင်ဟာမကျမ်းမာတော်သူဖြစ်သွားတာမဟုတ်ယောဂါပျောက်သွားလို့လည်းသင်ဟာကျမ်းမာတော်သူဖြစ်တာမဟုတ်နှုတ်ကပတ်တော်အရာသင်ဟာကျမ်းမာခြင်းအရှင်ယေရှုခရစ်တော်ကိုဖျားကိုယုံကြည်လက်ခံတဲ့အရသင်ဟာအတွင်းဝိညာဉ်ထဲမှာကျမ်းမာတော်သူဖြစ်တယ်ဒါကြောင့်မို့အခုလောလောဆယ်သင်ခန္ဓာကိုယ်မှာဘာယောဂါပဲရှိရှိသင်ဝင့်ခံကြွေးကြော်လိုက်ပါသင်ဟာကျမ်းမာတော်သူဖြစ်တယ် အဲ့ဒါသင့်ဖြစ်ခြင်းအမှန်ဖြစ်တယ်။သင့်ခန္ဓာကိုယ်မှာယောဂပျောက်ခြင်းလို့အဲ့ဒီလိုဝင်ခန္ဓာမဟုတ်။သင့်ဖြစ်ခြင်းအမှန်ကိုကသင်ဟာကျမ်းမာတော်သူဖြစ်တယ်။ဒီနေ့သင်ဟာဗန်ထဲမှာပတ်စံဘလောက်ရှိတယ်မရှိဘူးနဲ့မဆိုင်ပါဘူး။သင်ဟာကြွယ်ဝတော်သူဖြစ်တယ်။သင်ဘလောက်စီးစိမ်ဥစ္စာတွေတိုက်တွေကားတွေရှိတယ်မရှိဘူးနဲ့မဆိုင်ပါဘူး။သင်ဟာကြွယ်ဝတော်သူဖြစ်တယ်။ကဘာမိုးမီစကြဝဠာကိုဖန်ဆင်းတဲ့ယေရှုခရစ်တော်ဘုရားကိုသင်ယုံကြည်တဲ့အချိန်အစပြီးတော့သင်ဟာဖျားသားဖြစ်သွားပြီ။ကဘာမိုးမီစကြဝဠာကိုဖန်ဆင်းတဲ့ဘုရားရဲ့သားဖြစ်တယ်ဆိုမှတော့ သင်ရဲ့ကြွယ်ဝခြင်းကလောကရာနဲ့သွားမတိုင်းပါနဲ့ဒီနေ့ယေရှုကိုသင်ယုံတဲ့ကသင်ရဲ့ကြွယ်ဝတော်သူဖြစ်တယ်အဲ့ဒါသင်ရဲ့ဖြစ်ခြင်းအမှန်ဖြစ်တယ်သင်ဟာပတ်စံနေရှိတော်မှာတိုင်နေနေနိုင်မှာကားစီးနိုင်မှာငါဟာကြွယ်ဝတော်သူလို့သင်ဝန်ခံဖို့မဟုတ်ပါဘူးအဲ့ဒီလိုတိုက်တွေကားတွေစီးနိုင်မှုအတွက်အခုမရှိသေးတဲ့အချိန်ကနေအဲ့ဒီလိုရှိဖို့အတွက်ရှိလာအောင်အတွက်လောကအရာတွေရှိလာဖို့အတွက်ငါဟာကြွယ်ဝတော်သူလို့ဝန်ခံနေရတာလည်းမဟုတ်ပါဘူးလောကအရာရှိခြင်းမရှိခြင်းနဲ့မဆိုင်ဘူးယေရှုရှိခြင်းကသင်ရဲ့ကြွယ်ဝခြင်းပဲဖြစ်ပါတယ် လုပ်ငန်းတစ်ခုခုအောင်မြင်ဖို့တစ်ခုခုအနေထားသူများရဲ့အထက်ကိုရောက်ဖို့ငါဟာအောင်မြင်သောသူလို့သင်ဝန်ခံနေရတာလည်းမဟုတ်ပါဘူး။လောကကိုအောင်တဲ့ဖရားကိုသင်ယုံကြည်လိုက်တဲ့ကသင်ဟာအောင်မြင်သောသူဖြစ်တယ်။သင်ရဲ့တည်ငါအခြေအနေပေါ်ကြည့်ပြီးတော့သင်ရဲ့ဖြစ်ချင်းကိုမတတ်မလိုက်ပါနဲ့။သင်ရဲ့ဖြစ်ချင်းကသင်ရဲ့အတွင်းဝိညာဉ်ထဲမှာသင်ဟာဖရားသားဖြစ်တဲ့ကယေရှုခရစ်တော်ဖရားကိုယုံတဲ့ကသင်ဟာကျမ်းမာတော်သူဖြစ်တယ်။သင်ဟာကြွယ်ဝတော်သူဖြစ်တယ်။ သင်ရအောင်မြင်တော်သူဖြစ်တယ်။အဲ့ဒါကသင်ရလက်ရှိဖြစ်နေတဲ့တည်ငါအခြေအနေနဲ့မဆိုင်ပါဘူး။သင်ရတည်ငါအခြေအနေပေါ်မှာသင်ရဖြစ်ခြင်းကိုမတတ်မှတ်လိုက်ပါနဲ့။ယေရှုခရစ်တော်ဘုရားရှိခြင်းကသင်ရကြွယ်ဝခြင်း။ယေရှုခရစ်တော်ဘုရားရှိခြင်းကသင်ရအောင်မြင်ခြင်း။ယေရှုခရစ်တော်ဘုရားရှိခြင်းကသင်ရကျမ်းမာခြင်းဖြစ်တယ်လို့ဝန်ခံနိုင်တော်သူဖြစ်ပါစေ။ဒါကြောင့်မို့ let the we say i am strong သင်အားနေနေလားသင်ဟာကျမ်းမာတော်သူဖြစ်တယ်သင်ဟာအားကြီးတော်သူဖြစ်တယ်လို့သင်ဝန်ခံလိုက်ပါ။ အဲ့ဒါကခန္ဓာကိုယ်မကျမ်းမာတာကိုကျမ်းမာခြင်းလို့ဝင်ခန္ဓာမျိုးမဟုတ်ပဲနဲ့သင်ရဲ့အတွင်းဝိညာဉ်ထဲမှာကျမ်းမာတော်သူအမှန်ဖြစ်တယ်ဆိုတော့သင်ရဲ့ဖြစ်ခြင်းအမှန်ကိုဝင်ခန္ဓာမျိုးဖြစ်ပါလေ Let the poor say I am rich သင်ဟာဆင်းရဲကောင်းဆင်းရဲပါမယ်ဒါပေမဲ့သင်ဟာကြွယ်ဝတော်သူဖြစ်တယ်ဆိုတော့ကိုဝင်ခံမှုဖြစ်ပါလေသင်ရဲ့ပတ်စံရှိခြင်းပေါ်မှာကြွယ်ဝတော်သူဖြစ်တယ်လို့ဝင်ခံခိုင်းတာမဟုတ်ပါဘူးယေရှုခရစ်တော်ဘုရားရှိခြင်းကသင်ရဲ့ကြွယ်ဝခြင်းဖြစ်တယ်လို့ဝင်ခံခိုင်းရခြင်းဖြစ်ပါလေ လက်ရှိဆင်းရဲတဲ့အခြေအနေကနေချမ်းသာတဲ့အခြေအနေကိုရောက်ဖို့ဝန်ခံခိုင်းတာမျိုးလည်းမဟုတ်ပါဘူး။သင်ရဲ့ဖြစ်ချင်းအမှန်ကသင်ရဲ့အတွင်းဝိညာဉ်ထဲမှာဖြစ်ပါတယ်။ဒါကြောင့်မို့ချက်တော်ကြီးကမလားစီတိုင်းသခင်ခွတ်တော်ဖရာရှိခြင်းကသင်ရဲ့ကြွယ်ဝခြင်းဖြစ်တယ်။သခင်ခွတ်တော်ဖရာရှိခြင်းကသင်ရဲ့ကျမ်းမာခြင်းဖြစ်တယ်။သခင်ခွတ်တော်ဖရာရှိခြင်းကသင်ရဲ့အောင်မြင်ခြင်းဖြစ်တယ်။သင်ရဲ့အတွင်းဝိညာဉ်ထဲမှာသင်ရဲ့ဖြစ်ခြင်းအမှန်ကိုဝင်ခံခြင်းနဲ့အသက်ရှင်နိုင်သောသူများလောကကိုအောင်မြင်သောသူများဖြစ်စေဖို့ဝင်ကားပါတယ်အားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ